ပါလီဆိုပါဒီကနေ့နိုဝင်ဘာလ28ရက်နေ့နိုရီဇီယာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအေးမြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့2024ခုနှစ်မောင်တော်မြို့သိမ်းတိုက်ပွဲကာလအတွင်းရဟန်းတော်နှစ်ပါးအပါအဝင်မြို့ပေါ်ရက်ကွက်တွေကအသက်ခံခဲ့ရတဲ့အပြစ်မဲ့ပြည်သူ64ဦးအထိရှိရဆိုတဲ့သတင်းဆွေရဲကျင်းမာနေတဲ့စစ်တွေမှာရွေးကောက်ပွဲအတွက်လုံခြုံရေးဆွေးနွေးရတဲ့သတင်း အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုပပျောက်ရေး၁၆ရက်တာလှုပ်ရှားမှုရခိုင်လွတ်မြောက်နေမြေတချို့မှာပြုတ်လုတဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ရခိုင်ပြည်အနောက်ဘက်နေဆက်မောင်တော်မြို့သိမ်းတိုက်ပွဲကာလ၂၀၂၄ခုနှစ်မေလကနေဩဂတ်လအထိစစ်တပ်နဲ့စစ်တပ်ကမွေးမြူထားတဲ့မွတ်စလင်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့တပ်ဖြတ်ခြင်းခံခဲ့ရသူရဟန်းတော်နှစ်ပါးအပါအဝင်အပြစ်မဲ့ပြည်သူ 64ယောက်အထိရှိခဲ့တယ်လို့သိရပါဗျ။ဒီတပြက်ခံရသူ64ဦးဟာ မောင်တော်မျိုးပေါ်ကဖြစ်ကြပြီး အမည်အဖအမည်အသက် နေရက်လိပ်စာနဲ့တပြက်ခံရမှုဖြစ်စဉ်အကျဉ်းစတဲ့အချက်အလက်တွေကိုစုဆောင်းထားတဲ့လူမှုရေးလှုပ်ရှားသူတူကနရင်စရာသတင်းဌာနကိုနိုဝင်ဘာလ19ရက်နေ့နဲ့22ရက်နေ့တို့မှာပေးပို့လာခဲ့တာဖြစ်ပါတယ်။နရင်စရာကလက်ခံရရှိထားတဲ့စီရင်မှာ မောင်တော်မျိုးပေါ်ရက်ွက်တွေကတပ်ဖြတ်ခရသူစီရင်သားဖြစ်ပြီးတော့ မောင်တော်မြို့နယ်အတွင်းတပ်ဖြတ်ခရသူစီးရင်မပါဝင်သေးပါဘူး။ဒီစီရင်မှာမောင်တော်မြို့သိမ်းကြိုက်ပွဲဆင်နွှဲခဲ့တဲ့2024ခုနှစ်မေလကနေဩဂတ်လအထိမောင်တော်မြို့ပေါ်ရက်ကွက်ရှိတ်တာရွာရက်ကွက်၁ဝိမလရွာရက်ကွက်၃စံပြရွာညောင်ပင်လှရွာဟိန္ဒူရွာရွာသိရွာရက်ကွက်၄အောင်မြေဘော်ဒီရွာပုံမူရွာရက်ကွက်ခွန်ရွှေစားရွာအောင်ပလရွာဟိန္ဒူရွာနဲ့ဟိန္ဒူရွာဟောင်း ရက်ကွက်စစ်တပ်မှရှိတဲ့မျိုးပေါ်ရက်ကွက်တွေကအသက်ခံရသူ62ယောက်နဲ့မောင်တော်မြို့နယ်တာယာကုန်းကျွော်ကကြောင်းထိုင်စီရတော့ဥတုံဒရ33နှစ်နဲ့ဦးစင်ဦးညာနာဝန်သား28နှစ်တို့ဖြစ်ကြပါရယ်အသက်ခံရသူ60ကျော်ကိုစစ်တပ်နဲ့မွတ်စလင်လက်နက်ကိုင်တွေကဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့ဆိုပါရယ်သူတို့ကိုလူသွားလမ်းတွေပေါ်မှာတပ်ဖြတ်တာဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်တပ်ဖြတ်တာစတဲ့ပုံစံမျိုးစုံနဲ့တပ်ဖြတ်ခဲ့ကြတာလည်းဖြစ်ပါရယ် စည်ရဲတဲမာနေတဲ့ရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေမှာရွေးကောက်ပွဲလုံခြုံရေးနဲ့ပတ်သက်ပြီးမနေ့ကမွန်လေးပိုင်းမှာဆွေအုပ်စုတာဝန်ရှိသူတွေကဆွေးနွေးပွဲပြုလုပ်ခဲ့ကြရတယ်လို့ပြည်ကြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဒီစည်အဝေးကိုစစ်တွေမြို့ကပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမှာမှာပြုလုပ်ခဲ့တာလို့ဆိုပါတယ်။စစ်ကောင်မရှင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမွန် ဘူရှုပ်ကျော်စွာဦးတို့အပါအဝင်စစ်တပ်အရာရှိတွေပြည်နယ်ခရိုင်မြို့နယ်အဆင့်တာဝန်ရှိသူတွေကိုတိုင်းတက်ရောက်ခဲ့ကြသလိုတချို့ကတော့ဗီဒီယိုကွန်ဖရင့်နဲ့တက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။အဓိကရွေးကောက်ပွဲလုံခြုံရေးနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြကတိုင်းမွန်ဘူရှုပ်ကျော်စွာဦးကိုတိုင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့အမှားစကားပြောကြခဲ့တယ်လို့သတင်းမှဖော်ပြထားပါတယ်။အခုလိုရွေးကောက်ပွဲအတွက်ပြင်ဆင်နေပေမဲ့စစ်တွေမျိုးပြင်မှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့မကြာခဏအပြန်အလှန်ပစ်ခတ်မှုတွေရှိနေတယ်လို့ စစ်တပ်ကလည်းအရခတ်တော်သိမ့်ပိုက်ထိန်းချုပ်ထားတဲ့စစ်တွေမြို့နယ်နဲ့ဆက်ဆက်တည်ရှိနေတဲ့ပေါတော်ပုံနှကြောနဲ့ရပ်သိတော်မြို့နယ်တွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေရှိနေကဒေသခံအရသားတွေလည်းတိုက်စုံမှုတွေရှိနေတာပါတောင်အပြင်ရွေးကောက်ပွဲလုံခြုံရေးကိုအကြောင်းပြပြီးစစ်တွေမှာအပြစ်မဲ့ပြည်သူတွေကိုလည်းအကြောင်းမျိုးမျိုးပြပြီးဖမ်းဆီးနေတယ်လို့ဒီရပိုင်းအတွင်းဖမ်းဆီးခံရမှုတွေတိုးပေါ်လာနေတာလည်းဖြစ်ပါတယ်အမျိုးသမီးတွေအပေါ်အကြံဖတ်မှုပပျောက်ရေး16ရက်တာလှုပ်ရှားမှုကို အရခတ်တက်တော် A ထိန်းချုပ်ထားတဲ့ရခိုင်ကလွတ်မြောက်နေမြေတွေမှာပြုတ်လုခဲ့တယ်လို့သိရပါဗျ။ဒီလှုပ်ရှားမှုကို Women Generation အဖွဲ့ကနိုဝင်ဘာလ25ရက်နေ့ကစတင်ပြီးတော့ဒီဇင်ဘာလ10ရက်နေ့အထိရခိုင်လွတ်မြောက်နေမြေကမြို့နယ်တစ်ခုမှာပြုတ်လုနေတာလို့မနေ့ကနိုဝင်ဘာလ26ရက်နေ့မှာဓာတ်ပုံတွေနဲ့တကွထုတ်ပြန်ထားပါဗျ။ဒီလှုပ်ရှားမှုမှာရခိုင်အမျိုးသမီးငယ်ရေအပါအဝင်မွတ်စလင်အမျိုးသမီးတရှုလဲပါဝင်လှုပ်ရှားခဲ့ကြတာကိုတွေ့ရပါတယ်။လင်းဂျန်နာအခြေပြုအကြံဖတ်မှုတွေကိုရပ်တန့်ဖို့ ကာကွယ်တားဆီးဖို့နဲ့နေ့ရက်တိုင်းမှာအရှင်းရှင်းကြောင်းအပြင်အလံလေးစားတံပိုးထားမှု ကိုရှင်းစာနာမှုတွေကို မြင့်တင်ကာအင်းတွင်ရဲ့တရားချင်းမှသည်ရရွာဒေသတစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက်အားလုံးဝိုင်းဝန်းပြီးဖော်ဆောင်သွားကြဖို့ကို Women Generation အဖွဲ့ကတိုက်တွန်းထားတာဖြစ်ပါတယ်။ဒီလှုပ်ရှားမှုမှာအမျိုးသမီးတွေကြီးငယ်မရွယ်အပေါ်အကြမ်းဖက်မှုပပျောက်ရေးအတွက်စီယုံလှုပ်ဆောင်မှုတွေအကြမ်းဖက်မှုတွေကြုံတွေ့ခဲ့ရပါက နှုတ်ဆက်မနေပဲဆန့်ကျင်ကြဖို့နဲ့အရှင်းရှင်းကောက်ကွယ်ပေးကြဖို့အမျိုးသမီးတွေအရှင်းရှင်းစီလုံးကြဖို့ကိုလည်းဟောပြောခဲ့တယ်လို့သိရပါရဲ့ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြည်တွင်းသတင်းတစ်ပုတ်အနေနဲ့ကတော့905ကကြီးနဲ့ဖက်စီထောင်ရှာခံရသူအမှုဖွင့်တရားဆွဲဆိုခံထားရသူလူပေါင်း9000နီးပါးအထက်ကတရှုတ်ကိုအမှုပိတ်ပြီး တချို့ကိုလွန်ကြီးချန်တောင်းခွင့်ပြုလိုက်တယ်လို့စေအိုစုကမနေ့ကနိုဝင်ဘာလ26ရက်နေ့မှာထုတ်ပြန်ပါတယ်အမုံဆောင်ရှုပ်အောင်လင်းတွဲသူသူက ပြည်သူလူထုတရက်လုံးကလိုလာတောင်းတနေတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုအောင်မြင်စွာခြောက်လှမ်းနိုင်ရဲ့အတွက်လို့ဆိုကအမိန်အမတ်တစေမြင့်ဆောင်2025အမိန်အမတ်၁၇မြင့်ဆောင်2025နဲ့အမိန်အမတ်၁၂မြင့်ဆောင်2025တို့ကို ရှင်းစင်နောက်ဆင့်ဆိုသလိုထုတ်ပြန်လာတာဖြစ်ပါတယ် အမုံပိတ်သိမ်းတဲ့အထဲမှာရစသက်ကြီးပုံမှ905ကကြီးနဲ့ကြားနာစစ်စစ်လူပေါင်း9580ဦးရဲ့အမုံတွေပါဝင်ပါတယ်။သူတို့တွေဟာဒီ905ကကြီးပြမှုနဲ့ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက်ရစဝဲကျင့်ထုံဥပဒေပုံမှ910နဲ့တရားစွဲဆိုခံရသူတွေဖြစ်တယ်လို့ဆိုပါတယ်။ အမိန်အမှတ်တစင်မြင့်ဆောင်2025နဲ့ပထမထုတ်ပြန်ချက်အထဲမှာပုံမှန်905ကကြီနဲ့ပြည်တံကြခံရသူ924ဦးကိုလူညင်းခွင့်ပြုတယ်လို့ဖော်ပြထားပြီးနောက်တစ်ချိန်ပြစ်မှုထပ်မံကျူးလွန်ပါကဒီပြည်တံအပြင်အရင်ကကြားခံဖို့ကြံရှိနေတဲ့ပြည်တံတွေကိုပါဆက်လက်ကြားခံရမယ်ဆိုတဲ့စီကံသတ်မှတ်ချက်လည်းပါရှိပါတယ်။အမိန်အမှတ်17မြင့်ဆောင်2025ဒုတိယတစောင်းထပ်မံထုတ်ပြန်ရမှာတော့ပုံမှန်905ကကြီနဲ့ပြည်တံကြခံရသူ 2361ဦးကိုလူငင်းတက်တာအကွင့်ပြုတယ်လို့ဖော်ပြထားတာပါဆွေအုပ်စုထုတ်ပြန်ချက်အမိန့်3ခုအရာအချုပ်ထဲကလူငင်းခွင့်ပြုခံရသူ အမှုပိတ်သိမ်းခံရသူ အရေအတွက်ဟာစုစုပေါင်း8665ဦးရှိတယ်လို့သိရပါတယ်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အမျိုးသားအဆောင်တပ်ဖွဲ့ဝင်2ဦးဟာမနေ့ကမွန်းလွဲပိုင်းမှာဝါရှင်တန် DC ကအင်ဖြူရောအနားမှာပြစ်ခတ်ခံရပြီးပြင်းထန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ပြည်နေအုပ်ချုပ်ရေးမှူးကပြောကြားခဲ့ပါတယ်။အနောက်ဘာဂျီးနီးယားအမျိုးသားအဆောင်တပ်ဖွဲ့ဝင်2ဦးဟာပြစ်ခတ်ခံရခြင်းမပြုမီတန်တရာရှိသူနဲ့တနက်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ဥပဒေစိုးမိုးရေးတရင်ရင်းမြစ်နှစ်ခုက ပြောကြားခဲ့တယ်လို့ CNN တရင်မှာဖော်ပြပါရယ်။တန်တရာရှိသူကိုဖမ်းဆီးထိန်သိမ်းပြီးအခင်းဖြစ်ပွားရာနေရာကနေထမ်းစင်နဲ့ရွှေ့ပြောင်းခဲ့ကြောင်းတရင်ရင်းမြစ်တွေကပြောကြားခဲ့ပါရယ်။ အဆောင်တပ်ဖွဲ့ဝင်တွေတည်ဆောင်းကြောင်းကနဦးသတင်းတွေအရာကတော့အဆောင်တပ်ဖွဲ့ဝင်တွေတည်ဆောင်းခဲ့ပြီလို့ဆိုထားပါတယ်။ဒီသတင်းမထွက်ပေါ်မီသမ္မတဒေါ်နယ်ထရန့်ကလူမှုမီဒီယာမှာတနက်သမားဟာပြင်းထန်စွာတရားရရှိထားပြီးတံမိုးကြီးကြီးပြစ်ဆက်ရမယ်လို့လည်းပြောကြားခဲ့တာပါ။အနောက်ဗာဂျီနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးကလုံခြုံရေးတပ်ဖွဲ့ဝင်တွေကတရားရရှိသွားခဲ့ပြီးရဲတပ်ဖွဲ့ကတန်တရားရှိသူတယောက်ကိုဖမ်းဆီးထားကြောင်းကိုလည်းပြောကြားခဲ့တာဖြစ်ပါရဲ့ရှင်။ နရင်းစရာသတင်းဌာနရဲ့ညစဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့ရယ်မှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစရာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျမ်းမာရွှင်လန်းကြပါစေရှင်။